မြောက်လန်တန်မှာတောင်ပန်မချိုးနိုင်တဲ့ငှက်ကြားတွေစူပါစင်တနေ့ခုနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်39ပွဲစုံ3တက်ချက်အေဖာတန်နဲ့ဆောက်တန်တန်ညနေ9နာရီခွဲအင်ခွဲ9ပွဲဆက်နိုင်ပွဲပြောက်ထားတဲ့အေဖာတန်ကတလုံး90အရှုံးတော်အကျော်ပေးထားပါတယ်။ကွင်းသစ်မပြောင်းခင်ဂူတီစင်ဖတ်ကသူတို့ရဲ့နောက်ဆုံးအင်ခွင်းပွဲဖြစ်နေတာကြောင့်ပါဗီတိုတို့အေဖာတန်တိုက်စစ်ကဒီယာဒီရုံးကန်ခဲ့ရတဲ့ဆိုပေမဲ့ နောက်ဆုံးနှစ်ပွဲမှာစုစုပေါင်း၅ဂိုးသွင်းနိုင်ခဲ့ပါတယ်။နှစ်ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးထားတဲ့ဆောင်းတန်တန်ကတော့နောက်ဆုံးအဝေးကွင်း၅ပွဲမှာလည်း၄ပွဲရှုံးထားတာပါ။ဂရီစင်ဘက်ကမာဆေးဆိုင်သားတွေအကောင်ဆုံးနှုတ်ဆက်နိုင်ဖို့ရှိပါကြောင်းဝက်ဆန်နဲ့နော်တင်ဟမ်ည9:45ဝက်ဆန်ဟာပြီးခဲ့တဲ့အပတ်တုန်းကပရီးမီးယားလိရှစ်ပွဲဆက်၅ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဟမ်မာရီဟာပရီးမီးယားလီးဂ်နောက်ဆုံးအင်ကွင်း၅ပွဲမှာလည်းကာဆယ်နဲ့တပွဲသာရှုံးခဲ့တာပါ။နော်တင်ဟမ်ကတော့ချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်ရှိနေသေးတယ်ဆိုပေမဲ့နောက်ဆုံးပရီးမီးယားလိ6ပွဲမှာတပွဲသာ နိုင်ခဲ့တဲ့သူတို့ရဲ့လက်ရှိခြေစွမ်းကအားရစရာ မရှိပါဘူး။ဒါ့အပြင်နူနိုဆန်တိုရဲ့အသင်းဟာဝက်ဆန်နဲ့ပရီးမီးယားလိအဝေးကွင်းတွင်းဆုံမှု6ပွဲမှာလည်း၅ပွဲရှုံးထားတာပါ။နော်တင်ဟမ်လေဗယ်30ဆိုပေမဲ့နောက်ဆုံး900ဒီစလုံးမှာ နောက်ဆုံးအင်ဝင်းပွဲမရှုံးခဲ့တဲ့လန်ဒန်သားတွေဒူးမထောက်ရနိုင်ပါဘူးဘရန်ဖို့နဲ့ဖူဟန်ည၈နာရီခွဲဘရန်ဖို့ဟာအဆင့်၈နေရာကိုဆက်ထိန်နိုင်ရင်ဥရောပဝင်ခွင့်ရနိုင်ပါလေပြားတွေဟာလက်ရှိမှာလည်း၄ပွဲဆက်အနိုင်နဲ့အကောင်းဆုံးပုံစံရနေတာပါဖူဟန်ကတော့နောက်ဆုံးပရီးမီးယားလိ၅ပွဲမှာ၄ပွဲအရှုံးကြောင့်ဥရောပဝင်ခွင့်မျှော်လင့်ချက်နှေးပါသွားပါပြီဒါအပြင်မာကိုဆေးဘာရဲ့အသင်းဟာ ဘရန်ဖို့နဲ့အမှတ်ပေးအဝေးကွင်းတွေးဆမှု နောက်ဆုံးခုနှစ်ပွဲမှာလေး၅ပွဲရှုံးထားတာပါဘရန်ဖို့ level 100အကျော်ပေးထားတဲ့အနောက်လန်ဒန်ဒါဘီမှာပြားတုပ်ပွဲကြီးရှိပါတယ်လက်စတာနဲ့အစ်ဆွေည၈နာရီခွဲတန်းစင်ပြီးသားရမတ်တူနှစ်သိန်းရဲ့တွေးဆမှုပါနောက်ဆုံးနှစ်ပွဲမှာနှစ်ဂိုးစီသွင်းပြီးလေးမဲ့ယူနိုင်ခဲ့တာဟာရာသီအဆုံးသက်ခါနီးမှလက်စတာရဲ့အပေါင်းလက္ခဏာဆန်မှုလို့ဆိုနိုင်ပါတယ်မြေခွေးတွေဟာ အင်းဆွေနဲ့အမှတ်ပေးအိမ်ဝင်းတွဲဆုံမှု နောက်ဆုံး7ပွဲစလုံးမှာလဲရှုံးပွဲမရှိခဲ့ပေ9ပွဲနိုင်ထားတာပါအင်းဆွေကတော့ပရီးမီးယားလိမှာ6ပွဲဆက်9ပွဲပျောက်ထားသလိုအဲ့ဒီတဲက၄ပွဲကိုလည်းရှုံးထားပါတယ်လေပဲ30အကြောပေးထားတဲ့မြေခွေးတွေနဲ့အမဲလိုက်ဖွဲ့ကြရအောင်အာဆင်နယ်နဲ့နယူကာဆယ်ည10နာရီအာဆင်နယ်ကမရှုံးအောင်ကန်နိုင်တာနဲ့ချန်ပီယံလိဝင်ခွင့်တေချာမှာဖြစ်ပြီး ။နေဥကဆယ်ကတော့နိုင်မသာချန်ပြန်လေးဝင်ခွင့်တေချာတလောက်ဖြစ်မှာပါ။ဒီရာသီပြိုင်ပွဲရရက်တွဲဆုံမှု၃ချိန်စလုံးမှာတော့ကာဆယ်ကကြီးပေးကိုမဲ့နိုင်ထားပါတယ်။လက်ရှိမှာလည်းဂန်နာရီဟာနောက်ဆုံးပရီးမီးယားလိ6ပွဲမှာတပွဲသာနိုင်ခဲ့တာပါ။ငကြာရီကတော့နောက်ဆုံးပရီးမီးယားလိ9ပွဲမှာဖီလာနဲ့တပွဲပဲအပိတ်အဆင်ရှိခဲ့ပါတယ်။အာဆင်နယ်လည်းပဲ90ဆိုပြီးမြောက်လန်ထဲမှာငှက်ကြားတွေတောင်းပန်မကျိုးနိုင်ပါဘူး။